သေးနေပြီမမြောတာလားလုံးတာဘာမှမဟုတ်ဘူးဟုတ်တယ်အဲ့တော့ဒီတော့ခေါ်ပြီးတော့တိတ်ဆန့်တာအဲ့တော့ငိုတဲ့ကောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုပို့တယ်ငိုတာဟေးယောဝလုံးပဲကလည်းချင်းလေးပါအော်တိုဘာလာ29ရက်နေ့ရငင်းနေပါရထူထရမြတ်ကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းထိအားပေးနေတဲ့သူတွေချင်းတွေအားလုံး ကျေးမြတ်ချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့တင်လေးတွေစကြရအောင်။ TNLA ကတင်ပိတ်ထားသောမူကုတ်နဲ့မူမိတ်မြုပ်များမှဆုတ်ခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပိအခရစေရဲ့သဘောတူညီလက်မှတ်ရေးထိုးလိုက်ကြောင်းယနေ့ TNLA ကတင်ထုတ်ပြန်ထားပါတယ်။ TNLA မှဒုတိယဘူချုပ်ကြီးတာချုပ်ကြဝူဆောင်သည့်ကုစလီအဖွဲ့နှင့်ဒုတိယဘူချုပ်ကြီးကုကူဦးဦးဆောင်သည့် NSPNC ကုစလီအဖွဲ့တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်းစင်ကျွန်းဤဂျာဝင်းဟင်းနိုင်မှုဖြစ်ကူချင်းမြို့တွေးဆောင်ဆွေးနွေးပွဲကိုတရုတ်နိုင်ငံကိုမီမြို့တွေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့နဲ့အောက်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးဤဂျာဝင်းစစ်စစ်ညုံနိုင်မှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးဟင်းနိုင်မှုများပြုလုပ်နိုင်ခဲ့ပြီး တဘောတူတမှတ်ထားသည့်ကာလအတွင်းမူကုတ်နှင့်မူမိတ်မြုပ်နေတော့မှ TNLA တပ်များပြန်လေဆုတ်ခွာမိဖြစ်ကြောင်းသိရှိရပါသည် TNLA ဤတန်ဒေတာကိုလေမြန်မာစစ်တပ်မှနေရင်ဖြစ်ဗုံးချေချင်းနဲ့ထူစစ်စင်တိတ်ကစ်မြမပြုတ်ပဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တုံညာနှလုံးနာရီတုံညာမိနစ်အချိန်မှစ၍နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တပ်များရက်တိုက်ကာ အပြန်အလှန်အပြစ်အခက်ရစေရဲ့အတွက်သဘောတူညီချက်လက်မှတ်ရေးထုတ်ခိချက်ကြောင့် TNLA ကတင်ထုတ်ပြန်ထားပါတယ်။ TNLA လည်းပြောပေးကြည့်တယ်။မေတော့မှဒီကောင်တွေကမယုံတော့ဘူး။ပြောစရာမရှိတော့ဘူး။နောက်တင်အောက်တိုဘာလ29ရက်နေ့တွင်စကိုင်းတိုင်းစာတောင်းမြို့ပေါ်မှထွက်လာသောအင်အား150ပါအကြံပစစ်တစ်ကြောင့်ကကူချီကုန်းကျေးရွာစီနေအင်များကိုမိရှုဖြစ်စီပြီးကြံကျေးရွာများကိုဆက်လက်ဝင်ရောက်စီးနှင်းရန်ထွက်လာကြောင်း အစူပါစစ်တက်စစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကတင်းချောင်းရွာအနီးကြက်ဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထူတိုက်ခိုက်မှုအတွင် အကြံဖက်စစ်ကောင်စီစစ်ခွဲဖက်မှနှောက်ကောင်ခွေတီဝတ်တီတီဆုံးပြီး MA တနတ်နှလက်နဲ့အတူစစ်ခွဲအလောင်းတလောင်းကိုတင်းစီရရှိခဲ့ပြီးတော်လိုင်းရေးရေးပုံများအထည်အခိတ်မရှိပြန်လေဆုတ်ခွာနိုင်ခဲ့ကြောင်းစာတောင်းမှုကျူပီတုကကွယ်ရဲ့အဖွဲ့မှတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ ပခုတိုင်ထန်တပီမြုပ်နေတိတ်ပွေးမှာစစ်တရက်ဒရုန်းတစ်စီးကိုပိချက်နိုင်ခဲ့တယ်လို့တောင်ငူခရိုင်အမနှစ်တက်ရင်တာဝန်ရှိသူကလူထုနယ်ဦးကိုပြောဆိုထားပါတယ်။အောက်တိုဘာလ24ရက်ကစပြီးထန်တပီမြုပ်နေဇယက်ကြီးမြုပ်အခြေစိုက်အမတ်ကွန်နစတုံချေလင်တက်ရင်ခလာယကွန်နစတုံကစစ်ကြောင်းထုလာလို့ကာကွယ်ရေးတပ်တွေနဲ့ဘုံမတီရွာတဝိုက်မှာတိတ်ပွေးရက်ဆက်ဖြစ်နေတယ်လို့သိရှိရပါတယ်။ အောက်တိုဘာ26ရက်ညနေကပြစ်ချက်နိုင်ခဲ့တဲ့ဘုံကျေဒရုံကဒလချောက်ခုပါတဲ့ 15kg အမျိုးအစားဖြစ်တဲ့လို့သိရှိရပါတယ်။ကောင်းလေးတဲ့တင်းနပ်တဲ့မလီတိုင်းစင်ကူမြုပ်နေအေယဝတီမီကိုယတနာတင်ခတတာမိုက်ဆွေခံရပြီးနောက်တတာပဝန်းကျင်ကိုစစ်တကတနေ့လုံးလေးကြောင်းကနဲ့ဘုံကျေတိတ်ခိတ်နေတယ်လို့ဒေတာခန့်တွေကပြောဆိုထားပါတယ်။ စင်ကူမြို့နဲ့ကျုံမြုံမြို့ကိုဆက်တွေ့ထားတဲ့အေယာဝတီမိကူတတာကိုအောက်တိုဘာ26ရက်မနေ့ည7:00နာရီခန့်မှာမိုက်ဆွေးခံရပြီးတတာကျူချခေတာလို့သိရှိရပါတယ်တတာကျူသွားပြီးမနေ့စင်နာရီကျော်ကတည်းကစစ်တပ်ကလေဂျင်တွေစတိတ်တက်ပြီးဘုံချင်းနေတဲ့လို့ဒေတာခန့်တူကပြောပါတယ်မနက်စင်တိုင်းမှာဂျက်ဖိုက်တာနဲ့တစီတီကိုတုံးချင်ပတ်ကြည့်သွားပြီးလေဂျင်စတိတ်တက်ကနေ့ချင်းစနေနေ့ကြီးကြုံမှာ လေးစီမြုပ်နဲ့ဘုံကျင်းနေတယ်လို့သိရှိရပါတယ်။သူတို့စစ်တပ်ကူတိုင်ကပျက်စီးပြီးမှတော်လှန်ရေးရေးဘော်တွေကတတားပုံခွဲတယ်လို့စစ်တပ်ဝါဒဖြစ်တဲ့တွေကဖော်ပြထားပါတယ်။တရင်မှတွေဖြစ်ပါတယ်။နောက်တရင်ညံချထောက်စီကကွေရေးပစ္စည်းထောက်လို့ရေးစက်ယူကပါစချုံနဲ့နှမိုင်ကြိုခွေးခန့်တွေအရခတ်တတော်အေအေဦးဆောင်တော်ပူပုံးတက်မြန်းနဲ့အချမ်းပစစ်တက်တော့အကြတိတ်ပွေးများအပင်းအထံဖြစ်ပွားနေပြီး တော်လိုက်ရစ်တပွေမြကယာယီကာကင်းစခန်းတချို့ကိုဆက်လက်တင်ပိတ်ထားကြောင်းတင်ရရှိထားပါတယ်။မေပင်တရင်ရင်မီတအူကကပါဆာ6ဆက်ယုံအနာကယာယီကုန်းတွေကိုရထားတယ်။လက်နက်ခေရန်တွေလည်းရထားတယ်။သူစစ်ကတော့စိတ်ယုံနဲ့နမိုင်ကြော်လို့မှတိတ်ပွေးကတော့အတကုံပင်းနေတယ်ဟုပြောပါတယ်။ယခုတိတ်ပွေးဖြစ်ပွားနေတော့နေရသည်ပတောမြုပ်နေဥရှိပြမြုပ်အနည်းရှိညံချထုံနဲ့ခမန်းနမိုင်နိပါခတ်နဲ့ ကပ္ပစချုံနဲ့နမိုင်ခွေးကြုံခန့်ဖြစ်ကြောင်း၎င်းကပြောပါရယ်တိတ်ပွေးမှာယနေ့နာနဲ့အထိဘင်းထန်နေပြီးအကျံဖက်စစ်တပ်ဤယာယီကင်းစခန်းတချို့ကိုအေအူးဆောင်ပြီးပူပေါင်းတော်လှန်ရေးတပ်တော့ကထပ်မံတင်ပိတ်ထားတယ်လို့ဆိုပါရယ်ကပ္ပစဆက်ယုံနဲ့နမိုင်ခွေးပဲလူတော့တာဖြစ်ပါရယ်ကောင်းလေးဒေသတင်းနပ်တဲ့ကချင်ပီနေဘူဒါဦးခရိုင်ခေါလန်ဖူမြုတ်နေစင်ခေါပက်ကပီတူစစ်နဲ့စစ်တပ်ပူပေါင်းတဲ့ရဲ့ ခန်စစ်တစခန်းတစ်ခုကို KIA ဖက်ကထပ်မံတင်ပိတ်လိုက်တယ်လို့ KIA CA တရင်ဂျမီကပြောဆိုထားပါတယ်။တရုတ်နေဆက်ရှင်ကွန်ဖက် UTP ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေသူစစ်စင်နီယာအော်တိုဘာလ24ရက်နေ့ကစစ်တပ်နဲ့ပြည်သူစစ်စခန်းတစ်ခုကိုတိုက်ခိုက်တင်ပိတ်ခဲ့တယ်လို့ KIA စစ်တပ်တရင်ဂျမီတို့ကပြောဆိုထားပါတယ်။ဟိုတယ်လောကလန်ဟီစင်ဖက်ကနဲ့စောက်ခွာတော့တဲ့အဖွဲ့တွေ ခန်စစ်ပြလောက်ထားတဲ့နေရာဖြစ်တယ်။တခုကစီလန်တန်ကနဲ့ဆုတ်သွားတဲ့အဖွဲတွေပြန်ပြီးခန်စစ်ထားတဲ့နေရာဖြစ်တယ်။ကြေးရွာထဲမှာတက်စခန်းချက်ပြီးနေနေကြတာကိုစင်လင်ခေတာဟုတ်တယ်လို့စီတန်က KIA အရာရှိတဦးကပြောဆိုထားပါတယ်။ရောက်မှလိုက်တာနော်။ကြေးရွာထဲမှာတက်စခန်းချက်တယ်ဆိုတော့ခွေးမျိုးတွေကောင်းလိုက်တဲ့တင်အော်တူဘာလာ29ရက်နေ့ရက်နေ့ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲကေဒါဆွေတို့ကျွန်တော်တို့ပထမဆုံး ရေးမြေခင်ခင်ဝေးပြုတ်သွားတာကိုတစ်ချက်လောက်နားစင်ကြည့်အောင်မြမပြီးနှချမ်းကွဲနေရအောင်စာလေးနဲ့ဖတ်ပြပါမယ်မြမပြီးတစ်ချမ်းမှာပျော်ဝဲတွေခင်မြမပြီးကြံတစ်ချမ်းမှာစစ်တလင်းပျော်ဝဲတွေမှာပျော်တဲ့သူကပျော်စစ်တလင်းကကရုတ်ချင်းမှာអော်တဲ့သူကអော်လို့စနစ်ဆိုးတဲ့တဲခဲ့တဲ့နေပြည်တော်ကဖေဟာငါတို့ရှိခုမထားဘူးအညာတပုံပေါ့နော် မြန်မာနိုင်ငံကတကယ်နှချမ်းကွဲနေပါတယ်။တချမ်းကတော့နိုင်ငံကြီးကကိုယ်နဲ့မဆိုင်ဘူးဒီတော်လင်ကြီးကကိုယ်နဲ့မဆိုင်ဘူးဆိုလို့နေနေတဲ့သူတွေပေါ့နော်။အဲ့လူတွေကဘာမှနိုင်ငံကြီးနဲ့ပတ်သက်ပြီးဘာမှလည်းမသိပါဘူးသူတို့ကဘာမှလည်းမသိဘူး။နောက်ပြီးတော့အဲစစ်ရဲ့ဒဏ်ကိုလည်းဘာမှမခံရပါဘူး။ကျန်တဲ့တချမ်းကတော့ဒီနိုင်တော်လန်ကြီးချင်းငါတို့နဲ့ဆိုင်နေဒီနိုင်ငံကြီးချင်းငါတို့နဲ့ဆိုင်နေဆိုပြီးတော့တွေးပြီးတော့လုံနေတဲ့လူတွေက acid down ကိုအများဆုံးခံရတာပါ ဘာလို့မတိကြတာလဲဟွန်းအများဆုံးကမြို့ကလူတွေပေါ့နော်ကို့ပါလာကိုနေဘယ်လိုမျိုးကြီးကိုနဲ့မဆိုင်တဲ့လူပဲနော်ရရတကယ်တမ်းကျနိုင်ငံရေးဆိုတာကလေဒီမှာခုပေါ့နော်မမွေးရတဲ့ကလေးဘိုက်ထဲမှာရှိနေတဲ့ကလေးကအစနိုင်ငံရေးနဲ့ဆိုင်ပါတယ်ဒီနိုင်ငံရေးအရေးခင်းနဲ့ဆိုင်ပါတယ်နော်ကိုနဲ့မဆိုင်လို့မနေကြပါနဲ့လို့ဟုတ်တယ်နော်ဒီမှာလည်းပြောတော့တာမှန်တယ်နိုင်ငံရေးကလူတိုင်းနဲ့ဆိုင်ပါတယ် နိုင်ငံမကောင်းရင်လူလဲပျက်စီးတယ်နိုင်ငံကောင်းရင်မိမိကိုယ်တိုင်လဲကျွန်တော်တို့တူတက်မှာဖြစ်ပါတယ်အဲ့ဒါကတော့မှန်ဆုံးဖြစ်ပါတယ်ကေဒါဆွေဒေါ်နိုဗီဒီယိုကျမ်ဖွေးပါတီစီထောင်600စားတွေတစ်ချက်တော့ရှူကြရအောင်1မိနစ်တလောက်ငါကောင်းကြီးနဲ့အင်းကြီးရတော့လမ်းနေပြီတော့ရဗတဲ့ရခင်ဗျာလာပြီပါတတိတိတော့ဒီမှာချက်ဟုတ်ပါလားဒီရွာလေးလာပြပါလားဒီရွာလေးလာမဲဆေးကိုစီယုံတာပြောတာဟုတ်စီယုံတာစီယုံတာဘယ်လိုဘယ်လိုစီယုံတာမဲရေကောင်လေးဖိဆန်ပေးလောက်ဖိမှာအင်းကြီးလည်းအလကားရသေးတယ် ဟာအဲ့နဲ့မဲလေအင်ကြီးဟာအင်လေရပတ်သက်လေရစားရပါပဲလည်းကောဘာဘာနေရ။ဘယ်နဲ့ကိုကြည့်ပါအောင်။ဟုတ်ကဲ့6 6လို့ဘယ်လိုဘယ်လိုမျိုးပြောပြီးရိုက်ပါ။အော်မဲဆုံမဲဘုံတော့မဟုတ်ဘူးအဲ့။ဟုတ်။အေးပါ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 မဲမင်းကလည်းအင်ကြီးရဲ့လကားရရင်မဆက်ရရင်လည်းယူရပဲနော်။အဲယူပါတော့ဗျာမအင်နဲ့မဆက်လကားရရင်။ဟမ်။အေးပါမဲမဲဒါနဲ့မဲမင်းနာတွေကိုကြည့်ချက်ပါအောင်ကွာ။ပြောလည်းမပြောဘူးနော်။ NLD အမေစုခက်မှမေးဆွေးတဲ့အချိန်မှာ NLD ပါတီတွေပြည်သူလူထုတွေတားပြုတ်ကြတာအခုကျင်ဖွဲပါတီတွေကိုကြည့်ကြပါအောင်ဘသူမှမကြည့်ဘူးခက်တီတီနဲ့ဆိုင်မှာရောက်တဲ့အယောက်တွေလိုပဲတကိကောင်တွေဒေါ်တာတွေဆိုတာအဲ့လိုမျိုးကိုခေါ်တာဒေါ်မှာနေတဲ့တုန်ငယ်ချင်းတွေကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်လည်းဒေါ်တာပဲမြို့မှာနေပြီးမှဒေါ်တာလူလူပါလူလူအတိငင်မရှိတဲ့ကောင်တွေကိုပြောတာကေတာဆိုရင် don't know video လေကိကိုတိတ်ပွေးမှာအလင်းဝင်လာတဲ့ပတ်စတွေပြုတ်တဲ့ တိုင်းမှုမှုတဲ့အကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင်တားရရှာကောင်းတယ်တော့လေးကောလမ်းဆုံးတိုက်ပွဲမှာတော့ဆိုရင်ဒုတိယချက်တရားကြတယ်ဂျန်နေပစာရင်နဲ့ 2NC ဘိုးကြီးတက်ချက်အဲ့လိုမျိုး14ရောက်တိုင်းကတယောက်သေးတယ်အဲ့ဒီတိုက်ပွဲနဲ့15ရောက်ထိဒီတယောက်သေးပေါ့အလေးရောက်တာဆေးအောင်ရောက်တယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ 2NC ဘိုးကြီးရဲ့ဒီဘက်လမ်းဒီဘက်ကျွန်တော်တို့ပစာ9ရောက်ကြတော့ဟိုဘက်ကိုကျောင်းသွားကြီးကျောင်းသွားဘူပြေကွင်းနဲ့ရောက်တဲ့အချိန်မှာကျွန်တော်တို့အတကုံဝိုင်းပြင်းတဲ့အသေးအပြင်းတဲ့အချိန်မှာ တော်ခုနကကိုထားခဲ့တဲ့တူအန်ကြီးကပြောတယ်ဒီစကားရအောင်ကျွန်တော်တို့ကမသိပါဘူးကျွန်တော်လည်းကိုထွက်ပေါက်ရှာပြီးတော့တနက်တစ်ချက်မှပြန်မပြစ်ခဲ့ဘူးကိုလွတ်ပေါက်ရှာပြီးတော့ပဲအလိုအလိုရောက်ရတယ်ဒီမိုင်းခွင်းဆိုတာလည်းပါဆိုတာလည်းကျွန်တော်မသိခဲ့ဘူးအဲမျိုးကိုသက်ပေးအန်နဲ့လုပ်ပြီးတော့ရှောက်ပြီးရတာအဲ့တော့စကားရောက်တော့တက်ချက်ကပြောတယ်မင်းတို့ခုနကကိုတူအန်ကြီးကအဲ့လိုအကြောင်းပြောတယ်တဲ့ထားခဲ့တော့လို့ပြောတယ်ဘိုးကြီးကြတော့ဘိုးကြီးကြတော့သူ့အထိတော့ငါ့ကိုမထားခဲ့ကြပါနဲ့ကွာတဲ့ ကျွန်တော်ကြာသေးသေးပေါ့ကျွန်တော်ဘာလို့အလကားမွေးထားတာလဲဘာမှစံကုန်မြေလေးတပါ့ပြောသူတို့တွေကတန်ဖိုးရှိတယ်ဗျာသူတို့အသက်တကြောင်ပေးလိုက်ရင်မြန်မာနိုင်ငံကြီးပြတ်ပြီလေကျွန်တော်လူလူရောက်တရပေးသွားတာဘာမှမဖြစ်ဘူးမင်းတို့မင်းတို့ပတ်စားတယ်ကျွန်တော်တရသေးသေးပါသေးသေးပါသေးခေါင်းနေတက်ခိုင်းတာအော်တေသွားတဲ့ကောင်ခေါင်းနေတက်ခေါင်းနေတက်ခိုင်းဘူးလက်စစ်ကောင်စီဘက်ကလိုက်လွင်ပြီးတော့ပြောနေတဲ့လူတွေရောကျွန်တော်တို့ကတော့ဘူးဒီညဘက်အပေါ်ရင်ပြောကျင်တယ် ဓာတ်ဝေကြကြလောက်တာဒီကောင်းလေးဒီကောင်းလေးပဲခံစားခမားတို့လိုက်တယ်လွင့်ဖုံးနေဖုံးနေဟိုရည်ဒီရင်နဲ့အပေါ်လျှောက်လုံတာအခြေတမ်းမှာခံစားတယ်ကျွန်တော်တို့ဗျခမားဒီစစ်တဲ့ဆိုခမားဘာအနာမလဲနောက်တန်းနေပြီးထမင်းလကားစားဘေးရရစားလို့စားမှာမေ့ဘေးရရအိုးရရလို့စားဆိုတဲ့ကောင်အဲ့လိုကောင်မျိုးရဲ့ကလေးကလေးလျှောက်ပြီးတော့ဘလောက်တင်နားလဲလို့လဲဒီတိုက်ပွဲတစ်ခုကိုဒီလေးကကိုကြီးပေးလိုက်ပြီးပြူလိုက်ဆိုခမားတို့သိလို့လားဒီလေးကကိုသဘောတူမှာပေးလိုက်ရပြီမဲ့ကျွန်တော်ဒီတော်လိုင်းဘက်ကတယောက်မကြခဲ့ဘူးဗျပေးတာမဟုတ်ဘူးလူ ဒီတော်လိုင်းတက်မတော်သားတွေရဲ့အသက်တစ်ချောင်းကိုဒီဘက်ကကာကွယ်တာလို့ခေါ်တယ်။အလကားပေးတာမဟုတ်ဘူးတက်လာအောင်ခင်ဗျားတို့ဒီတစ်ဆောင်ကျော်မပြောနောက်တစ်နှစ်ဆောင်တက်လာလဲစကူမစားကြီး။ပေးပါမယ်။ဘူးလုံးတာခင်ဗျားတို့တမရသားသမီးတွေခေါ်ပြီးတော့မလုံချင်းတဲ့အရာဝတ္ထုတွေအတင်းခိုင်းကိုမိသားစုကောင်းကျိုးအတွက်လည်းမဟုတ်ဘာမဟုတ်တဲ့ဒီမင်းဟောင်းလိုင်းအတွက်ကိုရှောက်ခိုင်း။အိမ့်ပဲမရှိ။အဲ့တော့မင်းတို့အခုနှစ်နှစ်ပြည့်ရင်လည်းမင်းတို့ပါစတွေကို တူတချက်ပေးမယ်တဲ့ဘလို့တူတချက်မှာပြောနှစ်တိုင်းမူပေးရမှာမမဟုတ်ဘူးအဲတန်းပေးတော့မှာမမဟုတ်ဘူးတော်စိတ်နာနေစစ်တော့ရေတောင်စက်မှာတောက်ဘူးအနေပါချီးပါလေတိုင်းတောက်ချာပဲမိတ်ပြီမင်းတို့မင်းတို့ပါစားတယ်ဆိုတော့မင်းတို့တကြောတချို့မသိပဲနေဦးမယ်မင်းတို့အပြည့်စုစစ်မှုတဲ့အပတ်စဉ်မင်းဘယ်လောက်လဲ7စနစ်ညီလေးက7ပဲပေးရ30 30လေးအဲ့တော့မင်းတို့တောင်မှအခု30စနစ်တွေတောင်မှဒီတိုက်ပွဲကိုလက်ရှိကားရမ်းဖြစ်နေတဲ့တိုက်ပွဲကိုရောက်လာပြီးတိုက်ကြတယ်ဆိုတော့ရှေ့ရကောင်တွေဘယ်ရောက်သွား တော့မှရှိပါရှိတယ်တက်မှာအကျိုးနဲ့အကမ်းရမယ်အဲ့တော့မင်းတို့မင်းတို့ဘယ်တက်ကားလဲ200နဲ့200 200အေးမင်းတို့200မင်းတို့မထွက်ခင်မှာတတုပ်ရခိုင်ထွက်သွားတာဘယ်လိုချင်းလဲ240တဲ့ရခိုင်ကိုထွက်သွားတယ်ကျွန်တော်တို့မရောက်ခင်ဟုတ်လားဟုတ်လားသူတို့အခြေတန်းပြန်240ရခိုင်ထွက်တယ်တက်ကို9ယောက်ပြန်ရောက်တယ်ဟုတ်9ယောက်တနက်ပါပါတဲ့လူတော့ပါမယ်ပေါ့ဟုတ်လားကျွန်တော်တို့လည်းဝမ်းသာပါတယ်တော့လည်းဂျင်းပြီးနေဆိုတော့ ေကင်းပြီးနေမှာမြေဩသာမကောင်းဘူးလို့အဲ့တော့ကြောင်ထွက်သီးနှံနေကောင်းမြေဩသာလေးတွားလောက်ကြမယ်ပေါ့အဲဘယ်တော့ဆီလောင်းလေးကကီလိုဘလောက်ထိုင်ရလဲချိန်၄၀လောက်ကြီးရဲ့ချိန်၄၀လောက်ကြီးရတော့ကိုကင်တော့ AME1 ပေးတာကြီးရ95ချောက်ကြီးရ900ချောက်800လောက်တော့ရှိမှာပေါ့ RPG ဘုံသီး3လုံးဒီတရား1လုံးဆက်လက်ကြည့်တယ်မဲ့တရားကို200ချောက်လောက်ပါအောင်ဘာမှမပတ်သက်ဘူးဒါရဟုတ်လားမင်းတို့ထိုင်ခိုင်းလားတော်ခိုင်းတော့ရှေ့ပွိုင်း မင်းတို့အဲ့မင်းတို့ဒီအာရှလန်တိုက်ပွဲဖြစ်တော့မင်းတို့ကွင်းကလေးကိုဝင်တော့မင်းတို့ဘယ်လိုအခြေအနေရှိသေးလဲအနေနဲ့ရှင်းပြပြဆိုပြီးဝင်လိုက်တာကွင်းကလေးကိုရှင်းပါဟုတ်တယ်204 206 1 1 200တည်းအဲ့လိုပတ်ဝင်သွားတယ်သူတို့လင်းရင်ကုန်ရှင်းပြပြဆိုတော့အဲ့ဘက်တော့905ကလိုက်တာပေါ့음လိုက်လဲလိုက်ကောအရှင်းကောင်းလို့၅ရောက်ပေးလိုက်ရတယ်လေငါလည်းအဲ့နေနေရှင်းပြပြဆိုပြီးဝင်လာတော့၅ရောက်သေးပြီ၅ရောက်ပေးလိုက်ဟုတ်ပါ အဲ့တော့မင်းတို့ဒီစစ်စင်ရေးတွေမှာဆိုရင်လည်းမင်းတို့ဒါဟိုနေမြေရရှိဖို့လူဘလောက်တည်တည်ဆိုတဲ့သဘောပေါ့ကျွန်တော်တို့ပါးစားတွေကိုခွာလာတဲ့အတိုင်းပါတော့အဲ့တော့နေဒီတိုက်ပွဲဒီစစ်စင်ရမင်းတို့ဘာမှပူစရာမလိုဘူးမင်းတို့အနည်းဆုံးလက်နက်ငယ်တော့တယောက်ဆယ်ကိုကျတ်တော့မပြရဘူးတဲ့အပေါ်ကလင်းမြန်နေတဲ့ကျဲအပုံးနေတဲ့အဲ့လိုမျိုးချားရုံနောက်ဆုံးဆယ်ကိုလောက်ကျန်တဲ့အောင်အဲ့လိုမျိုးအဖွဲလိုက်ဝိုင်းတင်ရမယ်ပေါ့အဲ့လိုအဲ့လိုမျိုးနဲ့အာမင်းတို့ဘာဒေါ့ဘုံးနေနဲ့ချပေးမယ်လင်းနေနဲ့ကျဲပေးမယ် င်းတို့ဘာမှဖြစ်စရာဘူးနောက်ဆုံးလေနဲ့လာမကျဲပါရင်လည်းဆူတောင်းတယ်ဟုတ်ကဲ့လေနဲ့ကျဲလို့ရှိရင်နောက်နေ့မနေ့ကျအတန်လေပဲဟာလေလာပြီးတက်ခိုင်းလို့တက်ခိုင်းတယ်ပြင်ပြရောက်သွားတယ်သွားတယ်တင်းကြိုင်ကုန်ရတက်တက်စံနေတယ်တင်းကြိုင်ကုန်ရမီပါရင်းကဟုတ်လို့မသေးတာလားဘာကြောင့်မင်းတို့အသေးများတာလဲမင်းတို့မိုင်းဝင်သိမပြောပြလိုက်ဘာကြောင့်အသေးများလဲမင်းတို့ပြောပြလိုက်ဘာဝင်ဆိုတာလဲမသိဘူးအဲ့မဲ့သူတို့က တက်ဆိုပြီးတော့ရှေ့ကိုထိုးတင်တယ်ဗျာဟုတ်ထိုးတင်တော့ဂျမ်းပဲတက်လာအဲ့အဲ့ချင်းကျတော့သူတို့တန်တွေကြီးအရှိရမပါဘူးဟိုမပါဘူးပါစတယ်ကြီးပဲပါစတယ်ကြီးပဲမိုင်းနေပြီလဲပါစပဲတိုင်ပိုင်းပြီလဲပါစပဲဒုံးနဲ့ပြီလဲပါစပဲသူတို့အကြီးအကဲတွေကဘုံကနောက်မှညာတယ်အားလို့တက်လို့အားလို့တက်ခိုင်းလို့တက်ပေးပါတယ်ကျွန်တော်ဘက်ကတော့တန်ဝင်နဲ့ဝဲတရားကြည့်အောင်အဲ့ချင်းမှထိရမလားလက်မကြည့်ဘူးတာကြီးတက်တာ ပြေးပြီသူတို့ပြေးပြီဟုတ်လားပြေးပြီ အဲ့တော့မင်းတို့အဲ့ဒါကြောင့်မင်းတို့တို့မိုင်းကွင်းလဲနားမလဲတက်ကွင်းလဲနားမလဲဘာမှမသိဘူးအဓိကသွားမဲ့နေရာကိုရောက်ရမယ်ဆိုပြီးအတင်းထိုးတင်တော့တက်တော့အသေးပြောက်နေရအောင်လို့အော်နေမြေတွေရသွားတော့ဒီဘက်ကဟိုဘယ်လိုလဲပြတ်တက်လို့တော့မနိုင်တော့လို့နေမြေစုပ်ပေးလိုက်ရတဲ့အချိန်ကျတော့ဒါမင်းသူတို့ကအောင်ပွဲခံပြီဘယ်လောက်သေးလဲဆိုတာကိုတော့မပြောတော့ဘူးအဲ့တော့၄ကီလိုတိုက်ပွဲစဖြစ်တဲ့က၄ရက်အတွင်းကိုမင်းတို့ဘယ်လောက်သေးတာခုနကတော့ဘယ်လောက်ထိခိုက်တယ်ဘယ်လောက်သေးခိုက်တယ်ညာနဲ့သေးညာနဲ့ဆိုကျွန်တော် ဒီဟိုမထွက်ခင်အထိတော့100ကျော်ရှိတယ်အဲ့လေးရက်တွင်တော့100ကျော်ရှိရနော်ကြောက်စရာကြီးနော်အဲ့လေးရက်တွင်တော့100ကျော်သူတို့နောက်တန်းမိသားစုတွေကိုအကြောင်းကြားလာအကြောင်းကြားပါဘာဘောတို့မှာ100ရောက်လောက်သေးလို့ရှိရင်900ရောက်လောက်ကိုတည်င်းပို့တယ်ဟုတ်900ရောက်လောက်ကနောက်နေအတွက်ချမ်းသာသေးတယ်လေဩအခုလည်းဆိုနောက်နေကြရုပ်ရှင်ရိုက်ဖို့ချမ်းသာသေးတယ်အကျော်ရှင်ကြီးဒီလိုပေါ့ဒီကဒီသက်ခွင့်နဲ့မသွားရဲ့နေ့မလာရဲ့နေ့ဆိုလို့ရှိရင်အဘိုင်းဘာညာပေါ့ဒီနေ့တော့ဘယ်နှစ်ယောက်ကြပြန်ပြီ အဲ့ငိုလေးနဲ့ရှိဩတေးတာကိုခွဲပြီးသေးတယ်ခွဲပြီးသေးတာဟာတေးရတယ်မဟုတ်ဘူးမဟုတ်ဘူးဩဘာသာတေးရနောက်နေစားအဘရေဒီမှာတက်တယ်ထိခိုက်တယ်ရရသွားဆိုပြီးတော့နောက်တဲ့၁၀ရောက်ကိုစေရေးပြတ်နေပြီးဥနေတာဥနေတာအေးဘောဝါမင်းရလဲဒီကောင်းတွေတော်တော်မရိုင်းနဲ့သူတို့ကြတော့မတက်ရဘူးမင်းတို့မောင်းတယ်လူလူရောစစ်ကောင်းဒီဘက်ကပဲဖြစ်ဖြစ်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်တကယ်လက်တွေ့ဘဝကိုကျန်းကျန်းကျော်လာကျွန်တော်တို့ခင်ဗျားတို့ကြည့်တာကျန်းတဲ့ညီကိုပစာရီရောသင်တန်းတက်နေတဲ့ပစာရီရော ဟိုလက်ရှိမှာတန်ရင်မှာပဲဖြစ်ဖြစ်အရှေ့တန်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်အရှေ့တန်းကောင်းတယ်ခင်ဗျားတို့ပိုးသိပါတယ်ဒီလူတွေဘလို့လောက်တယ်ဘလို့ခိုင်းတယ်ခင်ဗျားတို့ပိုးသိတယ်ပိုးကြွမ်းတယ်လက်တွေ့ကြတော့ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့ပဲဟိုအလကားနေပြီးတော့ဟုတ်လားအလကားရလို့စားတော့ပြီးတော့လကဖုန်းနဲ့လိုင်းလွှဲဟိုပြောဒီပြောဟာဘယ်နေရာကြီးတော့တင်းလိုက်ပြီးဒီကောင်တွေကမသေးတော့လားပါဝါရင်းကြီးကြီးလားတကယ်တမ်းလက်တွေကြကြခင်ဗျားတို့လာကြည့်အောင်ခင်ဗျားတို့ခုဟိုဟာတက်လာခဲ့ဒီလေးကေကော် ခု1000ကျော်တက်တယ်နောက်တော့3000တက်လာလဲခင်ဗျားတို့ပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာခု၄ကျော်တယ်မဟုတ်ဒီဘက်ဆက်တက်ခံအောင်ပေးအောင်မှာပဲအင်းဒါပေမဲ့ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှာမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခင်ဗျားတို့နေရာ300အော်တိုလာနေအင်းသေးနေပြီမမြောတာလားလုံးတာဘာမှမဟုတ်ဘူးဟုတ်တယ်အဲ့ဒါမျိုးခေါ်ပြီးတော့တိတ်ဆန်တာအဲ့လိုငိုတဲ့កောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုဘုတိုင်းငိုတာအာလို့ကတာဟာလို့ကတိုင်းမှုဘာငိုတာငိုမှာပေါ့နောက်ကတက်မှမှုကသူ့ဟွာလောက်တယ်လေဆဲလို့ ဒီနေရာကိုရောင်းတက်ဘယ်နေပဲချင်းအဲ့တော့မင်းတို့မတက်နိုင်ဘူးလားမပြုတ်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဘာသာတွေကလည်းတည့်တိုင်းပဲလေလူဘက်ကကြောက်တာပေါ့ဒီမားကြီးကတော့ဒီသက်ကွင်းမှန်ကျွန်တော်တို့ကလက်တွေ့ခံရတယ်လေသူကနောက်မှာနောက်စကားမှာအေးဆေးဆိုသူကဘာမှမသိဘူးတိုက်ပွဲပဲဖြစ်ရုံပဲရှိကျွန်တော်တို့ကံအောင်လည်းမကောင်းပါဘူးဗျာဘူးရောက်လာဘူးရောက်လာတက်ကတိုင်းမို့လဲစစ်တင်အတွေ့အကြုံမရှိဘူးတဲ့မရှိတော့ပိုးဆိုးတာပေါ့ညောင်းအောင်ဒီပေးတာဆိုတော့နောက်ကမဟေးဆိုအရင်ချချပဲဟုတ်တော့ အာဘာမှမသိရှိပါဘယ်နှကောင်တုံးတုံးလဲနေမှာသူဘာသိလဲလဲအလုပ်ပဲအဲ့လိုဟဲ့တုံးလုံးနေလဲပြောရတဲ့ပြောလဲပြောရတာပွင့်လင်းပြောပြတာဒီဟွာကိုစစ်တပ်ကိုစော်ကားရလဲမပါဘူးဒီတော်လိုင်းကိုလဲမြောက်ပွင့်ပြောတာတခုမှမပါဘူးလက်တွေ့ကြအကြောင်းကတော့ကျုပ်တို့ကျုပ်တို့ကြည့်တာ ထမဲမစားဟဲ့မစားငါပြောပဲတပင်ပြင်လို့ချင်းကြောက်ရပြန်တက်တော်မှအတိုင်းပြေးလူနေရတယ်ပေါ့ဟာ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 ပြောပြီးโอเคတဲ့ရနော်အဲ့ဒါဘယ်လိုပြောတော့ပြုတ်ပင်ဒုချရတာနော်ညာပို့ပေးတာသူဘယ်မှာပြောပါနဲ့ဒုံလာချားရဲ့လေးရင်တော့လမ်းကြည့်မမြင်ရဘူးငါကောင်းချားရဲ့တက်ချင်တက်ချင်ပါလို့ဟုတ်လားချိုးပါလာကြတော့ပြောတာပေါ့ချိုးပါလိုက်ပြောလေရင်လားချင်းအာဟေးအာလက်ကုတ်တီးနေကိုရီးယားကိုရီးယားစိုးရင် ။ဘာဖြစ်လို့လဲဆိုတော့ဒီလိန်လာကျဲပြီဆိုရင်နောက်နေမနဲ့မောင်းပြီဆိုတော့သိ။မောင်းရင်ပြောရမယ်။ညောတာဖြစ်ပြီ။ညောတာ။ဘေးမှမရဘူး။ဒါသာကြီးကထူးတယ်လေ။အေးရော။သိတော့ပြောချင်ဒါဖြစ်ဖြစ်မှန်တွေပြောတာနော်ဟဲ့စစ်ခွေးထောက်ခံတဲ့ပြည်သူတွေစစ်ခွေးတွေတေချန်သားထောင်ကြည့်ဒါဖြစ်ဖြစ်မှန်စားဖူးတော်မရှိဘဲနဲ့ငှက်ပြိုးပင်တော်မှလူစားကြတယ်တဲ့ဒါမှန်ပဲတချို့ဆိုရင်တော့အစာငတ်တဲ့လူတွေများကြီးစစ်မှုထမ်းအပတ်စင်တစေနဲ့စနစ်နော်အပတ်စင်ကူအုပ်ကတော့ အကုန်လုံးမေဩဇာတွေဖြစ်ကုန်လို့ပြီးခုလောက်ဆိုရင်တော့ကျန်ရင်တော့တရားလောက်ကျန်မှာပေါ့အများဆုံးအဲ့ဒါပဲလေအခုချိန်ထိသူတို့ကလူအင်ငါမလုံလောက်ဘူးနေတိုင်းတည်နေတာမေဩဇာတွေကြီးပဲနေရတကာမှာတကီပြောတာတုံရင်ချင်းတို့ကြတဲ့အတိုင်းပဲတိုင်းမှုလဲငူတယ်ချုပ်လို့စစ်မနိုင်တော့တိုင်းမှုလဲငူမှာပေါ့ကွာစိတ်မကောင်းဘူး နားထောင်လို့တာကောင်းပါတယ်ဟုတ်ကဲ့ပါသမီးချင်းတို့ဒီနေ့ရက်ဒီစမှုကတော့ဒီလောက်ပါပဲချစ်မြတ်ချစ်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time